ရိသမြအားလုံးပဲမင်္ဂလာပါရှင်ပရိသမြအားလုံးကိုကျမတို့မဟာနေ audio book channel ကနေပြန်လည်ကကြိုဆိုပါတယ်ကျမတို့ channel ကနေလို့စမ်းကျဲဆလံကောင်းလေးတွေကိုနေ့စဉ်မပြတ်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်ဒီနေ့မှာတော့စာရေးသူကိုပိုင်ရေးသားထားတဲ့အစွဲဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ကိုဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီဇလံလေးကိုတော့1996ခုနှစ်အမတ်နှစ်ရှေ့ပြည်စိုးမဂ္ဂဇင်းမှာရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ် ပရိသတ်များရှင်စံလေးမစတဲ့ငယ်ကျမတို့ channel ကို like and subscribe လေးနှိပ်ပြီးတော့အားပေးခဲ့ဝင်မိပါနဲ့နော်ဟုတ်ကဲ့ဒါဆိုရင်ပရိသတ်တွေနားဆင်ဖို့တည်းစံလေးကိုခုပဲစတင်ပေးလိုက်ပါတော့မယ်မိုးကုံစားစောင်းကလာအစာဖြစ်တာကြောင့်အုတ်ကန်ချောင်းကရှေးများရှိနေသေးတယ်ဒီလန်ဒီခီကိုအချိန်ကာလမှန်းဆ၍လာခဲ့ကြခြင်းဖြစ်ပါတယ်မိုးမပြတ်သေး၍လည်းမဖြစ်တိုင်းလိုက်ဒုက္ခရောက်မှလည်းစိုးရတယ်ကျမ်းမာရေးကစတွေ့ရသေးတယ် တို့ပေမဲ့ချောင်းအဟင်တွင်ရေရှိနေအောင်မှဖြစ်တာကြောင့်မိုးပါပြီးယခုလိုမိုးကုံစားဆောင်ကူကာလမှာခရီးထွက်ခဲ့ကြခြင်းဖြစ်တဲ့နေရခန့်ခရီးကြရင် နေမှာစင်အိုကြောက်ကရင်တို့ပင်ရောက်လူနေပါဖြစ်နေပြီးဒုံနေရာမှာတရေစက်ခန်းချပြီးနောက်တနေ့မိနစ်ဆော့ဆော့ခရီးထွက်ကြမယ်ဆိုရင်နေမွန်းလဲလောက်မိချောင်းချောင်းတို့ရောက်ရှိကြပြီမြေတကယ်ပြောတာကိုပါတောင်ရဲ့ကျုပ်တူလေးတွေဝါခုတ်တဲ့မျက်စိနဲ့တက်အမြင်ခဲ့ကြတာဗျ။တောင်းရင်လာရင် လမ်းပြရေးစောင်းအောင်ဝင်းကကွန်းတမြုံမြုံကွန်းဒရီတပြင်းပြင်းထွေးရင်းနဲ့ပြောလာတယ်။ကျုပ်တော်လိုက်တာလိုက်ခဲ့ရတယ်။ဖြစ်နိုင်လိမ့်မယ်မထင်ပါဘူးဗျာ။ဖြစ်နိုင်ချေလဲရှိပါတယ်။မြင့်ရတဲ့ရင်ချောင်းရီတက်တာပေါ့။ဒီရင်တက်နဲ့မျက်စိလည်းလဲမရောက်လာတာမဖြစ်နိုင်ဘူးလား။ခမညာလေးကြားဖို့မှာပေါ့။တခါတည်းရင်ဝေလာငိုင်းရီတောင်းလမ်းမပြီးကန်းချေရီနာရောက်လာကြသေးတာပဲ။ဟဲဟဲဒီတော့မြင့်နဲ့ဘာမှမဝေးတဲ့အုတ်ကန်ချောင်းကြီးတန်းမိကြောင်တွေ့ရဲဆိုတာဖြစ်နိုင်တာပေါ့ဗျာ။ ခရီးပန်း၍ဆရာရှောင်းနေဥမင်းသူအောင်စောအောင်ဝင်းကပြောလိုက်တယ်အင်းဖို့လေဖို့မရဓမ္မဆုံးကိစ္စတော့မရှိပါဘူးမိเจ้าမြာမြောက်ပြပြန်းနာပေါ့ဗျာမိเจ้าချောင်းများမှာမြောက်တာအပေါ်တယ်လို့တကြီးပိုးဆိုင်ကပြောတာပဲဥမင်းသူပြောလိုက်တော့စောအောင်ဝင်းကကွန်ထရီကိုပြက်ကနေထွေးလိုက်ပြီးတော်မုတ်ဆိုဆိုတာတားခေါင်မြာပြီးရွာပြန်ရုံထုံးစံမရှိဘူးအနည်းဆုံးတော့ဖို့ဒါမှမဟုတ်တော့ကြက်ကလေးရွက်ကလေးတော့ ရွာပြင်အပါရှာခဲ့ကြတာပဲဟုတ်တယ်မလားဥပဒေဟဲဟဲရဲသေးသွေးဥပဒေကိုမသိမသာလေးမြောက်ပြစ်မျိုးပြောလိုက်တဲ့သူဖြင့်စကားတပြောပြောနှင့်ရှောက်လာခဲ့ကြရာနနေခင်းလောက်မှာစင်အိုးရွာကိုရောက်ရှိခဲ့တယ်။စင်အိုးစခန်းမှာခက်တာနာနေစိလေးတော့ကွန်ဝါနေအပန်းဖြေလိုက်တဲ့ကွန်တရာညလခဏကြာမှချုံနေရမှဘာမှမဝေးတော့တဲ့ကြောက်ကြတဲ့စခန်းသို့ရောက်ခဲ့ကြတဲ့အခါတညတာနာနေစခန်းလုံးက အရန်သိရှိနေတဲ့ဝါခုတ်တဲဟောင်းတစ်ခုပြုပြင်မောမှလိုက်ကြတယ်။ဆောင်းကန်လောက်စောဝိုင်းဖြစ်တော်လေးမိုးရင်းလိုပဲဆူ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 ဖြစ်နေသေးတယ်။သူကြောင့်မချောက်တချောက်ထင်းများကောက်၍ခက်ခက်ခဲခဲမီးဖို့လိုက်ကြတယ်။ညစာလုံးကတောင်းရင်လိုက်ရင်ပြက်ခတ်ရရှိထားတဲ့တောင်းချက်တကောင်နဲ့ဖွက်သေးသေးလေးတကောင်မီးကင်လိုက်ပြီးကင်မတီကျေးပါတည်းဥဖိုးစိတ်ပေးလိုက်တဲ့ထန်းကြီးအရင်နဲ့စကားဆက်မြည်ပြောရင်ညီစားနေလိုက်ကြတယ်။ဤခင်ကြီးကိုရောက်လာခဲ့ခြင်းကလမ်းပြရေးစောဟဝင်းကြောင့်ဖြစ်ပါတယ်။ သူ့ရဲ့တူကလေးနှစ်ယောက်ဝါခုတ်သွားရင်မိကျောင်းချောင်းမှာမိကျောင်းတွေ့ခဲ့သည်ပြော၏မောက်ဆူဥပတောင်ကိုပြောပြရင်ဒီတော့ဥပတောင်ကလည်းသူ့ရဲ့မိစေဦးမင်းသူကိုခေါ်၍မိကျောင်းပြက်ဖို့ခရီးထွက်ခဲ့ကြခြင်းဖြစ်ပါသည်။တောင်ပေါ်မိကျောင်းတက်သည်ကိုတခါမှမကြဘူးပဲအံ့ဩစရာပေါ့အသေးချာပြောနေသဖြင့်စူးစမ်းလိုခြင်းတော်တရိတ်ဆန်များတော့ပြက်ခတ်ရသည်ဖြစ်၍ရေပင်ရင်လို့ခေါ်နိုင်လောက်တဲ့မိကျောင်းကိုလည်းဘာရင်မဟုတ်ပြက်ခတ်လို့စိတ်သည်သူတို့မှဖြစ်နေကြရင် တို့ကြောင့်ယခုကဲ့သို့ရောက်လာခဲ့ခြင်းဖြစ်တဲ့ခရီးပန်းလာကြသည်ဖြစ်ရလားဖော်တာကြမင်းလားတို့ဒီမဟုတ်တကြီးဥဖိုးစိန်ရဲ့ထញည့်ရက်ကပဲအစမ်းသက်သည့်ပြနေလာတော့မသိပါကြီးအားလုံးကြမ်းမြင်မကြောချလိုက်တာနဲ့အိပ်ပျော်သွားကြတယ်နေမြတရီလက်လက်အိပ်ပျော်သွားတယ်မသိကြီးစူးစူးညံ့ညံ့စည်းကွက်တန်းကြောင့်အားလုံးနိုးလာကြတယ်မင်္ဂလာရှိလိုက်ကြဗျာမင်္ဂလာပါရွှေစည်းကွက်တဲကောင်းရင်းမှရှိတဲ့ထိတ်မင်မောကမင်္ဂလာတန်ပေးနေတဲ့စည်းကွက်ကိုမော့ကြည့် ဦးမင်းသူကပြောလိုက်တယ်။ချောင်းရည်နဲ့မျက်နှာတည့်ချက်မှုကိုပြုလိုက်ကြပြီနော်။ညမကုံမဲကြံနေခဲ့တဲ့တောချက်သားကအနှဲငယ်ကိုကရဝါလိုက်ပြီးတော့ခရီးထွက်ခဲ့ကြပြန်နေ။မြောင်လေးတွေကိုဖြတ်ရင်နဲ့တောင်ကျောင်းလေးတွေကိုကြော့ဖြတ်ရင်မိချောင်းချောင်းတို့ရောက်ခဲ့ကြပြန်နေ။ထုံမတပန်းမိချောင်းချောင်းကပါတောင်စွေကြောတိုင်းအထက်တို့တိုးခဲ့ကြပြန်နေ။တို့ပြင်မိချောင်းချောင်းများကိုရောက်လာကြတဲ့အခါမှာလွန်စွာညတာရ၍ကျင်းနူးဆက်ဖွဲဖြစ်တဲ့အင်ကြီးတစ်ခုကိုတွေ့လိုက်ကြရင် အိုင်ပပက်လေမှာရှိတဲ့ခြုံနယ်ပင်ဝါပင်ငပြောပင်ညင်ရင်ပင်ရှိတို့ရဲ့နောက်ကိတ်မှာရှိတဲ့တက်တောဥစက်ကပြန်လွန်ထွက်လာတဲ့ကျင်းငှက်တွေရဲ့အတန်ကျေးတောက်တန်ကြောင့်လွန်စစ်ကျေးခွဲဖွဲအားခန်းစားလိုက်ရတဲ့အိုင်ဆက်မှာရှိတဲ့ညင်ရင်ပင်များဖျားနှားနေတဲ့လိပ်ပြာလေးတွေပစင်းကောင်တွေကလူတဲ့နေကြောင့်ရုတ်တရက်ထပြန်လိုက်ပြန်နားလိုက်တဲ့ဖြစ်နေရင်ရေအိုင်ရဲ့မျက်နှာပြန်ကငြိမ်သက်ပြီးတော့စိမ့်လဲ့နေဥပတောင်းတို့၃ဦးကအိုင်ငုံကြည့်ရင် လွမ်းစစ်ကြည်နူခန်းစားနေကြရမှာပြုံးကနေအိုင်တန်းကကြားလိုက်ရတဲ့ရေပော့တန်းကြောင့်တနက်ကိုစီမောင်းတင်ကြပြီးတော့ဖြစ်သွားရင်အားလုံးကအမဲလိုက်မှုဆိုရင်ဗာများလဲလို့စူးစမ်းကြည့်လိုက်မှ ဖြန်ကောင်တကောင်ဖြစ်နေတယ်။ဦးမင်းတူကလက်သွက်ပါရင်သူ့ရဲ့လက်တွဲမှာရှိတဲ့တနက်ကြည်စံကထွက်သွားရင်မြန်ရည်တက်လက်ပေမဲ့ပြင်မှတ်ကလွဲချောင်းသွားရင်တောက်တကျက်ပြင်းပြင်းခောက်ပြီးထပ်မံပြဖို့စူးစမ်းတော့လေဖြန်ကောင်ကဖဲစီရောက်တော့လည်းမသိပါချင်းအိုင်ပက်ပက်လေးကြောက်ဆောင် ကြောက်ကမာဒီမှာပြောက်ကွယ်သွားတဲ့တိတ်အတန်ကြာတဲ့အချိန်တိတ်ဆိတ်ငြိမ်သက်နေသည်ဖြစ်၍အားလုံးကစိတ်ကိုရှော့လိုက်ပြီးရေအိုင်အနီးမှာရှိတဲ့ကွက်လက်ပြောင်ပြောင်တစ်ခုမှထိုင်ချလိုက်ပြီးအနားယုတ်ပန်းပြေးခြေဆက်လက်ဆက်လှုပ်လိုက်ကြတယ်။ကဲမိချောင်းချောင်းကိုရောက်လာကြပြီ။ဘာမှမထူးခြားပါလား။မိချောင်းကတကယ်ရှိပါမလား။ဦးဘတောင်ကညင်းညင်းညို့ပြောပါတယ်။ကျုပ်တူရင်းသူတို့မျက်စိနဲ့တက်အံ့မြင်ခဲ့တာပါဗျာ။ဦးလေးတယောက်လုံးကတူရေကညာမပြောဘူးမဟုတ် စောအဝင်းကမျော်လင့်ချက်ပြိနေရရင်အာမခံပြောနေတာဖြစ်ကြကြောင့်လေထိုနေ့ညနေဆောင်ထိပင်အိုင်နာမှာနေလိုက်တာရင်အချိန်တွေတဖြည်းဖြည်းကုံသားတော်လေမိเจ้าနဲ့တူရိထင်းလုံးကိုပဲမတရားကြောင့်ထိုအိုင်နီးမှာရှိကုံပြောင်ပြောင်နေရာမှာဝရဲလေးထိုးပြီးတော့စကန်ချနေလိုက်ကြတယ်။နောက်တနေ့နနေ့ဝေးလီဝေးလင်းချိန်မှာအားလုံးအိတ်နေရာမှာနိုးလာတာနဲ့ဖားတလက်တန်နဲ့ပစင်းရင်ခွဲတန်တွေကြားရမှာငြိမ်သက်ငြိမ်သက်နေတဲ့ အင်ရပြင်ကိုစူးစိုက်ကြည့်နေကြရင်ထိုစဉ်ရေးအိုင်ဆက်ဗတော်လီအတွက်မှရှောကနေတရဝတက်ကရေးအိုင်အတွက်တရှိန်ထိုးစင်းသားတာကိုအားလုံးမြင်တွေ့ကြရင်ဟင်ဟာမိကြောင့်မိကြောင့်မျောလင်မထားပြီးတွေးလိုက်ရတာကြောင့်အားလုံးမြင်တဲ့တွားရီဆိုပေမဲ့မုတ်ဆိုးတဲ့ဝါရင်မီ အတွေ့အကြုံရင်ကျက်နေတဲ့မုတ်ဆိုးပတောင်ကတဲပေါ်ကြရတဲ့တနက်ကိုလျှဲတဲ့ပြည့်ပြေးဆွဲယူပြီးထိုးမိကြောင့်ထန်တော့ထိုးချိန်ပြစ်လိုက်တဲ့ ပြင်းထန်သောရန်အားပောက်ကွဲတံကြောင့်စူညံနေတဲ့ပစင်းရီကွဲတံနဲ့ဖောက်တလက်အောင်မြေတံတွေတိတ်ဆိတ်သွားရင်တဖက်အိုင်မှာငားနိုင်နေကြတဲ့ပြိုင်အောင်များလမ်းပြန့်ပြဲ့တဲ့သွားကြရင်ဝပုံးနေတဲ့ညေဝငှက်များတောင်မှန်တစ်ဖက်ဖက်ခတ်ပြီးပြန်ပြေးထွက်သွားကြရင်ဥပတောင်ပြက်ခတ်လိုက်တဲ့ဂျေဆန်ကမိချောင်းကိုထိမှန်သွားအောင်ရှာပါရင်အိုင်ရင်ပြင်မှာသွေးများရှဲကနေဖြစ်သွားရင်မိချောင်းကရှေးအောက်သို့ငုံရှိုးသွားပြီးရှေးအိုင်နဲ့ဆက်နေတဲ့ချောင်းမတစ်စိမ့် အောက်ဘက်သို့ဆုံဆင်းသွားပါတယ်။ညံလိုက်တဲ့ဖြစ်ချင်းဥပတောင်းတို့အားလုံးကတနက်ကိုစီနဲ့ချောင်းရိုးအတိုင်းပြေးလိုက်သွားကြတယ်။မမေပါချင်းသူကြောင့်လက်လျှော့လိုက်ကြပြီးချောင်းရဲ့နဘေးမှာအနားယူပန်းဖြေကြပြီးချောင်းရိုးဆမ်းမရေစုံအတိုင်းလျှောက်လာခဲ့ကြရမှာကျုံဖောင်တစ်ခုမမျောလင့်မဲတွေ့လိုက်တာကြောင့်ဥပတောင်းတို့ကချောင်းဆက်နားပြင်မနေဘဲနဲ့တွဲချီထားတဲ့ကျုံဖောင်ကိုရေစုံအတိုင်းမျောချပြီးစီမျောလိုက်ပါလာခဲ့တယ်။မိချောင်းချောင်းတိုင်းစုံစင်းခဲ့စဉ်ကတော့ မိတိပြက်တလာမှမရှိပါချင်း။ကြောင်ကက်ဆက်မှတွေ့ရတဲ့မြောက်တံငါများပင်ပြက်ခတ်ကြသေးတယ်။မြောက်သုံးကောင်ရပါတယ်။မိချောင်းချောင်းမှကြောက်ချောင်းတို့ရောက်လာတဲ့အခါမှာရေစီးကကျန်းလာတယ်။ဖြစ်ချင်သောဘသူမြ၊ဖောင်စည်းဘူးခြင်းမရှိကြချင်းတက်မရှိရွက်မရှိဒီဖောင်ကရေစီးတိုင်းဖယံဖရာမျောနေတယ်။ရေစီးငိမ့်စင်ကညီသူမြစိုးရင်ရမှန်းမသိပေမယ့်ရေစီးကျန်းနဲ့ကြောက်ချောင်းမှာတော့ဥပတောင်းတို့တရင်ကြောက်ရွံ့ထိတ်လန့်ကုန်ကြတယ်။ ရေစည်းအတိုင်းဗယံပရာမျောချနိုင်မျောနေတဲ့တက်ဖောင်ကိုညီသူမြထိန်ကုန်မထားနိုင်ချီဟိုကပယံဝင်းတိုက်ဒီကပယံဝင်းတိုက်နဲ့ချောင်းရီအကြောင်းအုတ်ကင်ချောင်းဝိုင်းရဲ့အရှောက်လူမှာတက်ဖောင်ကကြောက်ကမားတစ်ခုကိုအချိန်ပြင်းပြင်းဝင်တိုက်မိအောင်ကြောင်းဖောင်လေးကျိုးတွေပြတ်ထွက်ကုန်ပြီးတလုံးတလုံးစီပြန်ကျဲထွက်သွားလေဟာဟင်တလုံးကိုဖက်တွယ်ထားကြတော့ဟိဒီချောင်းဝိုင်းနဲ့တည်းရေစည်းလဲကျန်းနေအုတ်ကင်ရွာသားဖြစ်တဲ့စောအဝင်းကသတိပေးလိုက်တဲ့ စောအဝင်းတရိပ်ပေးတန်ကြောင့်ဦးမင်းသူနဲ့ဦးဘတောင်တို့ကတက်လုံးကိုစီဖက်တွေထားနိုင်ခဲ့ကြရင်ဦးဘတောင်မလွေကျန်လူနှစ်ယောက်ကရေကိုးတဲ့ကြရင်ဆိုပေမဲ့ရေစီးကျန်းသောအုတ်ကန်ချောင်းနဲ့ဝင်လာတာနဲ့တွေ့မိတွေ့ရတက်လုံးကိုဖက်တွေမှိမ့်ပြီးအလိုက်တင်လိုက်ပါခဲ့ကြရင်ဦးဘတောင်ကရေမကိုးတဲ့သူတွေ့မိတွေ့ရတက်လုံးကိုလက်အတွဲမှလက်ထမသွားစီဖို့အတင်းဖက်တွေထားလိုက်တဲ့အုတ်ကန်ချောင်းသည်ဝါတပြန်နီပါနဲ့တီကို ဆောအဝင်ပြောပြ၍တိလိုက်တာကြောင့်လေပို၍ပင်စိုးရင်ထိတ်လန့်မိသည့်ဖြစ်၍တက်လုံးမခွာထိုင်မှုစ조사နေတိုင်းတက်လုံးကလည်၍လည်၍သားတာကြောင့်ဥပတောင်းတယောက်ပုံလုံးတလိငပြန်တလဲလိုဖြစ်နေပါသည်ဥမင်းသူနှင့်ဆောအဝင်တို့ညောက်ကရေကူးတဲ့သူတွေဖြစ်တာကြောင့်တက်လုံးမမှမိတွင်ကင်ဆက်ကိုတဖြည်းဖြည်းနှင့်ချင်းကပ်သွားကြသည်ဥပတောင်းကချောင်းလက်မှာမျောနေရမှရေစီလန်းချောင်းပြောင်းတစ်ခုကြောင့်ဆောင်းနေနေ၆ကဘာပေးကိုရောက်သွားပြီး တက်လုံးကနန်ရန်ကိုအရှိန်ပြင်းပြင်းတိုက်သည်ဖြစ်ပြီးဥပတောင်ကတက်လုံးနဲ့ကင်းကွာသွားရတယ်။ဖခင်အဲဒါမှဒုက္ခဥပတောင်တယောက်အလွန်မင်းကြောက်ရွံ့သွားတယ်။တက်လုံးကြီးကသူ့ကိုချရက်ခဲ့လိမ့်ပြီးအေကံမုတ်ချသူ့တေရတော်မင်းရေမလုံးလုံးမကူရတဲ့သူသူ့ညာချိန်လက်စုံကိုလှုပ်ခတ်ပြီးဇောနဲ့ကုခတ်ကြည့်တယ်။မြုံလိုက်ပေါ်လိုက်မွန်းကျက်လိုက်မူနောက်နောက်ဖြစ်သွားလိုက်ထိုစဉ်ကုသိုလ်ကံကသူ့ကိုမျက်နှာပေးလည်လားမသိချင်းဝိုးရောဝါသားတွေ့ရဲ့မြင်မှာမီးလောင်ထားတဲ့တက်လုံးကြီးတစ်ခု သူ့ရဲ့နာကိုရှောက်လာတယ်။သူ့ကြောင့်ကမန်းကနန်းဖက်တယ်ထားလိုက်တယ်။ဟမ်အလွန်မင်းထိတ်လန့်သွားပါလေ။သူဖက်တယ်ထားမိတာထင်းတော့မဟုတ်။ကြောက်လန့်တဲ့ကြားဖက်ထားလိုက်စင်ကဘာရမှန်းမသိပေမဲ့အခုတေးသေးချာချာကြည့်လိုက်တော့မှမိချောင်းတကောင်ဖြစ်နေမှန်းသိလိုက်တော့လွန်စွာကြောက်ရွံ့ထိတ်ပြားသွားတော်လေ။မိချောင်းကသူ့ကိုမိသူ့မြအရှမ်းပြူခြင်းမရှိပေ။အသေးကောင်ကြီးပါမငိမ့်တဲ့နေရာကြောင့်အနေငယ်စိတ်သက်သာရရှာလိုက်သည်ဖြစ်၍မိချောင်းရဲ့ကြောဟော်တော်ပင် ဖစ်တွေ့တက်ခွန်ထိုင်နိုင်ရသေးတယ်။မိเจ้าကသူ့ရဲ့ကြောကုန်းပေါ်မှာလူတယောက်ရှိနေတော့ညာညီတို့မြထူးဆန်းမှုမပြပေ။ကင်းဆက်ကိုတဖြည်းဖြည်းချင်းကပ်သွားပါတယ်။ဥပတောင်ကထူးထူးခြားခြားငြိမ်သက်နေတဲ့မိเจ้าကိုအသေးချာစူးစမ်းကြည့်လိုက်တယ်။ဟမ်။မိเจ้าချောင်းပြားမှရှိတဲ့ရေအိုင်ကြီးတဲမှာမိเจ้าကြီးပဲဖြစ်ခဲ့တော့တယ်။သူပြစ်လိုက်တဲ့ကြီးစံကမိเจ้าရဲ့ရှေ့လက်တို့ထိမှန်သွားသည်ပဲ။မိเจ้าကြီးရဲ့ရှေ့ဘဲဘဲလက်ချောင်းတွေပြတ်ထွက်ပြီးတော့အသားစရီဖွာလန်ကျဲနေတယ်။ မိချောင်းကြီးကသူ့ရဲ့ကြောဝါလေးတောင်းသူ့ရဲ့သူ့ရဲ့လို့မသိပေပဲလားတင်းလျက်ပေပဲလားမသိချင်ချောင်းကန်ဆက်တို့ပင်ကုတ်ခတ်ပြီးတော့အမိနဲ့ပုတ်ခတ်ပြီးကဲမော်ကျင်းပေးခဲ့ပြီးဆောင်းရိုးအတိုင်းလျင်မြန်သောအရှိန်နှုံးနဲ့စုံစင်းသွားပါတယ်လွန်စွာများအဟောစရာဖြစ်ပါတယ်မိချောင်းကြီးကသူ့ကိုခဲတင်သွားခြင်းဖြစ်တယ်ကန်ဆက်မနေပြီးမိချောင်းကြီးသွားရတော့ငေးမောကြည့်ရင်ရင်နှဲလိုက်ဖို့သွားတာကြောင့်ဥပတောင်းတယောက်မျက်ရည်များမကြအောင်အတော်ကလေးခန်းစားလိုက်ရတယ် ထိုသည့်နောက်ပိုင်းဥပတောင်တယောက်တနက်ကင်ပြီးတရဝါရီကိုလိုက်လံတက်ဖြတ်တဲ့အလုတ်ကိုမလုပ်တော့ပြီးသူ့ကိုယ်သူတန်ခတ်တဲ့အနေနဲ့လက်ကောင်ဝကြေးကိုစောစည်းစာဆက်လိုက်တဲ့အနေနဲ့လက်ကောင်သူ့ရဲ့လက်ချောင်းနှီးကိုသူ့ကိုယ်ဓမ္မနဲ့ဖြတ်ခုတ်ပြီးတော့အကျွေးပေးဆက်လိုက်တဲ့ထိုသည်ကကျွန်တော်တို့ကိုဥပတောင်ဆိုတဲ့လူကြီးကပြန်ပြောပြတဲ့သူ့အကြောင်းပဲဖြစ်ပါတယ်ဥပတောင်နဲ့ကျွန်တော်တို့ကမိချောင်းချောင်းပြားမှရှိရေအိုင်ကြီးနီးမှာစုံခဲ့ရခြင်းဖြစ်ပါတယ် ကျွန်တော်တို့မိချောင်းချောင်းတို့ရောက်ခဲ့ခြင်းကကိုပိုင်ဒီတစ်ခါကျွန်တော်တို့အမဲလိုက်ရင်ဖြင့်မိချောင်းချောင်းများတွေတက်ကြမယ်ဗျအဲဒီချောင်းများမင်းမိချောင်းရုပ်ကြီးရှိတယ်ပြောရင်အုတ်ကံရသားတွေပြောတာပဲမိုးရင်းကာလမှာမြက်ထဲကမိချောင်းကြီးတကောင်အဲဒီချောင်းများထိတက်တက်လာတယ်လို့ပြောတယ်ဗျလင်းမြက်လှိုင်ကပြောသည့်ဖြစ်၍ကျွန်တော်တင်လဲစိတ်ဝင်စားလာပြီးဆန်းရွာမှာမုတ်ဆိုးဆောလို့ခေါ်ရင်အမဲပြစ်ထွင်ရင်အရောက်လာခဲ့ကြခြင်းဖြစ်ပါရင်ချောင်းများတို့ရောက်တာနဲ့ ကြီးမားသောရှေးအိမ်ကြီးတစ်ခုကိုတွေ့ရတယ်။ထိုအိမ်ကြီးရဲ့တစ်ဖက်ကပ္ပရံမှာမိချောင်းပုံတိုင်းယူဆရတဲ့ကြောက်ဆိုင်ငယ်ကြီးကိုတအံတော်အောင်တွေးမိရမှာဥပတောင်းဆိုတဲ့လူကြီးကကျွန်တော်တို့နားကိုရောက်လာပြီ။လူလေးတို့အမဲလိုက်မုတ်ဆိုးရီလား။ဒီအိမ်ကြီးမှာမိခိုနေကြတဲ့တရဝါတွေကိုတော့မပြည့်စပါနဲ့လို့ဦးကြီးတောင်းမှန်များစီကွယ်။တောင်းမှန်ပြောဆိုလာပြီးဂျိုလိုကြီးနဲ့စကားဆက်မြေပြောရင်မိချောင်းချောင်းများတို့မိချောင်းအမှန်တကယ်တက်လာခြင်းရှိမရှိ မေးစမ်းကြည့်လိုက်တော့ထိုးလူကြီးကအထက်ပါတိုင်းကျွန်တော်တို့ကိုပြောပြခဲ့ခြင်းဖြစ်ပါတယ်။သူ့ဘာကြောင့်သိလိုက်တာကြောင့်အန်အောချင်းဂယုနာတက်မိခြင်းတွေဖြစ်သွားကြတယ်။တကယ်လည်းသူ့ရဲ့ဘယ်ဘက်လက်ချောင်းတွေပြတ်ကုန်နေ။ထိုးလူကြီးရဲ့မြေတားရက်ခန့်ခြင်းရထိုးအနီးတဝိုက်မှာရှိတဲ့တရဝါတွေကိုပြက်ခတ်ခြင်းမပြုဝေးထိုးချောင်းများပြန်လာခဲ့ကြတယ်။အပြန်ခရီးမှာကျွန်တော်တို့ကမီးလောင်ကုန်ကျေးရွာတို့ဝင်တွေ့ခဲ့ကြတယ်။မတွေ့ရကြရဖြစ်တဲ့ရွာလူကြီးဦးစမဏီနဲ့တွေ့လို့ရဖြစ်ပါတယ်။ ဦးစမနီရဲ့အိမ်မှာတညာအိပ်ပြီးနောက်တနေ့နနေ့မှာစောစောထွက်ရင်းအုတ်ကံမျိုးတို့နေမုံမတက်မီရောက်နိုင်ပြီအုတ်ကံပောက်ကုန်နေတော်ကောင်းကြီးဦးမြင့်မောင်ရဲ့အိမ်မှာအနှံထားခဲ့တဲ့လင်းမြင့်နိုင်ရဲ့ကောင်းနေရန်ကုန်ကိုနေချင်းပြန်ကြမယ့်အစီအစဉ်ကိုဆွဲလိုက်ကြရင်ဦးစမနီနဲ့ညာဘက်မှာစကားဆက်ပြီးပြောပြကြရမှာမိကြောင်ချမ်းများမှာစုံငဲကြရင်ဥပတောင်းဆိုရင်လူကြီးတောင်းကိုပြောပြလိုက်တော့ဘာကွာသူ့နာမည်ကဘတောင်းဘယ်ဘက်လက်ချောင်းလေးတွေပြက်နေလဲဟုတ်လား တန်တောင်းမေးတာကြောင့်ဟုတ်တယ်ဖာဒီတုံနံမေရဘတောင်းနေဘဲဘဲလက်ချောင်းလေးတွေအကုန်ပြတ်နေလေရဲ့အဲအရက်ကခက်ရှည်ရှည်အသက်က90ဝန်းကျင်လောက်ရှိမယ်ထင်ပါ रे ဟုတ်မှလည်းပြောပါကွာမင်းတို့ခုနပြောနေတာတကယ်ပဲလားကျွန်တော်တို့ရေပြောစကားမယုံတင်ကနေဦးစာမနီကမေးလာပြန်နေတကယ်ပြောတာပါဗျာရုံချင်အောင်မြုံချင်နေလင်းမြင့်လိုင်ကစိတ်တူစွာနဲ့ပြောလိုက်တော့မှဦးစာမနီကခေါင်းကိုခါရရင်တခုခုတော့မှားနေပြီထင်နေကွယ် ဘာလဲဗျာဘာမှနေလို့လဲမုတ်ဆိုးစောလောက်ဝင်းမေးလိုက်တယ်မဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူးဘာလို့မဖြစ်နိုင်ရမှာလဲကျွန်တော်တို့ပြောတာကိုလောက်ကျန်ပြောနေလို့ထင်လို့လားမင်းတို့ပြောတာကိုမယုံလို့မဟုတ်ပါဘူးမင်းတို့တွေးခဲ့တယ်ဆိုပေမဲ့လူကဘာတောင်းမဖြစ်နိုင်ဘူးလို့ပြောတာအဲ့ဒါတော့ကျွန်တော်တို့လည်းမသိဘူးသူပြောတာပဲဘာတောင်းနေကျွန်တော်ရဲ့စကားကြောင့်ဦးစမနီကကျွန်တော်ကိုတည်တည်ချာချာကြည့်ပြီးလေတန်ခက်ဆက်ဆက်နဲ့အဲ့ဒါကိုငါပြောချင်တာကွာပါတောင်းဆိုတာ လဟမငယ်ကြီးရွာကမုတ်ဆိုးပါတောင်းခွလွန်ခဲ့တဲ့၁၀နှစ်လောက်ကဆုံးသွားပြီပဲဘာဘယ်လိုသူ့ဘာယောဂါနဲ့ဆုံးသွားတာလဲသူအမဲလိုက်ရင်တောရဲရပြန်လာတော့သူ့ရဲ့ဘဲဘဲလက်ချောင်းတွေပြတ်လာတယ်ဘလို့ဖြတ်တာလဲမေးကြတော့မုတ်ဆိုးလုတ်ကိုဆွန့်လွတ်လိုက်ပြီလို့ပဲပြောတယ်တခြားဘာမှမပြောဘူးအဲ့ဒီလက်ကတိုင်ရကြောင့်ပဲမေးခိုင်ယောဂါပိုးဝင်ပြီးမကြခင်မှာဆုံးသွားတယ်လေဖျားဦးစာမနေရဲ့စကားကြောင့်ကျွန်တော်တို့၃ယောက်တယောက်မျက်နှာတယောက်ကြည့်ရင် မင်တက်သွားကြတယ်။ဟုတ်ကဲ့ပြိဿများရှင်စာရေးသူ ကိုပိုင်ရေးသားထားတယ်။အစွဲဆိုတဲ့ဇလန်လေးကတော့ဒီညမှာပဲပြီးဆုံးသွားပါပြီ။ဇလန်လေးကိုပြိဿတွေကြိုက်နေတဲ့ကြမယ်လို့မျှော်လင့်ပါတယ်။အဆုံးထိလိုက်ပါအပေးနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။တာယာပျော်ရှင်စရာနေ့သက်တွေကိုပိုင်ဆိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။